မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ့်စာစုလေးကတော့ဆရာလူထုဥစိန်ဝင်းရေးသားထားတဲ့လူတော်လူကောင်းနဲ့လူကြီးလူကောင်းဆိုတဲ့စာစုလေးပဲဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးလူတော်လူကောင်းနဲ့လူကြီးလူကောင်း လူကြီးလူကောင်းစိတ်ဓာတ်အကြောင်းမကြာခဏရေးသားခဲ့ဘူးလေတော့ လူငယ်များက လူကြီးလူကောင်းနဲ့လူတော်လူကောင်းဆိုတာအတူတူပဲလားလို့မေးလာတတ်ကြပါတယ်။မေးသင့်မေးထိုက်တဲ့မေးခွန်းပဲဖြစ်ပါတယ်။လူတော်တော်များများကအတူတူလို့လည်းထင်ကြတယ်။ဒါပေမဲ့မတူပါဘူး။လူကြီးလူကောင်းကိုအင်္ဂလိပ်လို gentleman လို့ခေါ်ပြီးလူတော်လူကောင်းကိုတော့ shut up clever လို့ပြောတတ်ကြပါတယ်။လူကြီးလူကောင်းစိတ်ဆိုတာရိုးသားဖြောင့်မတ်ယုံဉာဏ်ပညာကြီးမားယုံဂယုဏစိတ်ထားတတ်ယုံနဲ့မပြီးသေးပါဘူး ဒီထက်ပိုပြီးတော့မြင့်မြတ်တဲ့စိတ်ထားရှိရပါတယ်။ဆရာကြီးရွှေဦးတောင်းရဲ့ဘာသာပြန်ဆောင်တအုပ်ကိုစိတ်ထားဝတ်တိန်လို့ဆရာကြီးကနာမည်ပေးခဲ့ဘူးပါတယ်။အဲ့ဒီစကားကိုယူပြီးပြောရမယ်ဆိုရင်ဝတ်တိန်လောက်ထိမြင့်မြတ်တဲ့စိတ်ရှိရမယ်လို့ပြောရမယ်ထင်ပါတယ်။ရန်သူလက်ထဲကဒါလွတ်ကျသွားရင်နောက်မှဓာပြန်ကောက်ခွင့်ပေးပြီးမှဆက်လက်ရှင်ပြိုင်တဲ့စိတ်မျိုးကိုလူကြီးလူကောင်းစိတ်လို့ဆရာကြီးရွှေဦးတောင်းကရေးသားခဲ့ပါတယ်။ ရှေးတုန်းကဆာဝါတာစကော့တို့အလက်ဇန်းဒါဒူးမားတို့ရေးခဲ့တဲ့ရာဇဝင်ဝိထုကြီးတွေမှာဆိုရင်ဒီလိုစိတ်မျိုးကို အထူးအမွန်းတင်ပြီးရေးလေးရှိပါတယ်။ဘယ်နည်းနဲ့နိုင်ရနိုင်ရအနိုင်ရဖို့ကအဓိကပဲဆိုတဲ့အခုခေတ်ကြောင်ဖြူကြောင်မဲအဘိဓမ္မာနဲ့တော့ဖြောင်ဖြောင်ကြီးကိုစန့်ကျင်နေကြတာပါ။ဒီခေတ်မှာတော့ကျင်ဝိတို့တိတ်ခါတို့ကိုနည်းနည်းလေးမှ အလေးမထားကြတော့ပါဘူး။ တမင်တကာပွဲလန့်အောင်လန့်ပြီးဖြာဝင်ခင်းဖို့စောင့်နေကြတဲ့သူကြီးပါပဲကိုနဲ့မရှင်သာအောင်အားနေနေတဲ့သူကို နိုင်ထက်စည်းနှင်းလှုပ်ပြီးအနိုင်ယူရာမျိုးကိုလည်းရှက်စရာလို့သဘောမထားကြတော့ပါဘူးဒီနေ့ခေတ်မှာလူကြီးလူကောင်းစိတ်သက်ဆိုတာဘာမှမသိတော့လောက်အောင်ကိုပျောက်ွယ်သလောက်ဖြစ်နေခဲ့ပါပြီလူတော်လူကောင်းဆိုတာကပညာထူးချွန်ပြီးအတော့အစားကင်းတာရင်ကျေးလိမ်မာတာကိုချင်းစာတရားရှိတာများကိုပြောတာလို့ရေဘူးရပြောလို့ရပါတယ် လူတော်လူကောင်းဟာသူသေးကိုသေးတိုက်ခိုက်ကြရတဲ့တိုက်ပွဲမှာတဖက်သားဓာလွတ်ကျသွားတာကိုဒရံချန်းဝင်မခုတ်ပဲဓာပြန်ကောက်ခွင်ပေးတာမျိုးတော့လုံနိုင်ဖို့မလွယ်ဘူးထင်ပါတယ်။ဝင်ခုတ်ခဲ့ရင်လည်းမတရားဘူးလို့ဆိုနိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာဘသူမဆိုကိုအသက်ရှင်ဖို့ကိုရာအဓိကထားကြမှာပါပဲ။အဲ့ဒါလို့လှုပ်လို့သူ့ကိုဘသူကမှအပြစ်တင်မှာမဟုတ်ပါဘူး။လူတော်လူကောင်းမဟုတ်ဘူးလို့လည်းပြောကြမှာမဟုတ်ပါဘူး။ လူကြီးလူကောင်းစိတ်ဓာတ်ရှိသူကတော့တရားတစ်ဖြင့်ဖြစ်တယ်ဆိုတိုင်းအနိုင်မယူပါဘူးသူတို့စိတ်ထဲမှာမလုံတဲ့မှုလို့ယူဆရင် မလုံပဲနေပါတယ်တခါတော့ကဘောလုံးပွဲတပွဲမှာကြုံရတဲ့အဖြစ်လေးတစ်ခုကို နမူနာပြောပြခြင်းပါတယ်ကြာတော့ကြာခဲ့ပါပြီလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကရှိမယ်ထင်ပါရဲ့ဘယ်အသင်းနဲ့ဘယ်သူဘဝတွေဆိုတာကိုလည်းမမှတ်မိတော့ပါဘူးအင်္ဂလိပ်ပရီးမီးယားလိပွဲတပွဲဖြစ်တယ်ဆိုတာတော့သိချပါဗျာ အသင်းနဲ့သင်းကစားကြရင်းနဲ့တဖက်တိုက်ဆင်မှုကဘောလုံးရသွားပြီးဂိုးပေါက်စီကိုအပြေးဆွဲယူသွားပါတယ်။သူ့ရှိမှာဂိုးသမားပဲရှိပါတော့တယ်။တေချာပေါက်ဂိုးရနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမမျော်လင့်တဲ့ကိစ္စတရက်ဖြစ်ပွားခဲ့ပါတယ်။တဖက်ဂိုးသမားကပြေးထွက်ဖို့လုပ်ရင်းကြွက်တက်ပြီးတော့လဲကျသွားပါတယ်။မြေကြီးပေါ်မှာလည်းလူးလိမ့်နေရှာတယ်။အဲ့ဒီအချိန်မှာတိုက်စစ်သမားဟာအသာလေးကန်သွင်းလိုက်ဖို့ပဲရှိပါတော့တယ်။ ဒိုင်းကခရမမုတ်တဲ့အတွက်သူ့တွင်းလိုက်ရင်လဲတရဝင်ကိုဖြစ်မှာသေချာပါတယ်ဒါပေမဲ့တိုက်စစ်သမားဟာဘောလုံးကိုဂိုးပေါက်တဲ့ကံမသွင်းမဲဘေးကိုကန်ထုတ်ပစ်လိုက်ပါတယ်ဘသူမှမမျော်လင့်ထားတဲ့လုပ်ရဖြစ်လို့တကွင်းလုံးမင်းတက်သွားပြီးတော့ငြိမ်ကျသွားခဲ့ပါတယ်ဒါပေမဲ့ခဏလေးကြာတဲ့ချိန်မှာတော့လက်ခုတ်တန်တွေဟာဟိငနဲ့ထွက်ပေါ်လာပါတယ်ကွင်းရဲ့၄ဘက်၄တန်းမှာရှိတဲ့ပြိတ္တတွေအားလုံးဟာ မတ်တက်ရက်ပြီးလက်ခုပ်တွေမရက်မနာတီးကြပါဗါအဲ့ဒီဘောလုံးသမားရဲ့လှုပ်ရက်ဟာလူကြီးလူကောင်းလှုပ်ရက်ပဲဖြစ်ပါတယ်မှန်နေတရားတယ်ဆိုတိုင်းသူမလှုပ်ပါဘူးအခွင့်အရေးရတိုင်းလည်းမယူခဲ့ပါဘူးအားနေသူကိုအနိုင်မကျင့်ခဲ့ဘူးသူဟာအရက်တောက်ချင်တောက်မယ်ဘောလုံးမွဲလောင်းကစားလဲဆွဲဆွဲမြဲမြဲလှုပ်ချင်လှုပ်မယ်ငငယ်ကလေးကဘောလုံးကစားလာလို့အစင်မြင့်မြင့်ပညာတွေတင်ချင်မှတင်နိုင်မယ် လူတော်ဆိုတဲ့စံလူကောင်းဆိုတဲ့သတ်မှတ်ချက်တွေနဲ့တော့မကိုက်ညီပါဘူးဒါပေမဲ့သူဟာလူကြီးလူကောင်းစိတ်ဓာတ် အပြည့်အဝရှိသူဖြစ်ပါတယ်သူစိတ်ဓာတ်မျိုးကိုမှစိတ်ထားဝတိန်လို့ခေါ်ထိုက်တာဖြစ်ပါတယ်လူတော်ဖြစ်ဖို့ကမခက်ခဲပါဘူးပတ်စံတက်နိုင်ပြီးစာကြိုးစားရင်ဘသူမဆိုလူတော်ဖြစ်လာနိုင်ပါတယ်လူကောင်းဖြစ်ဖို့ကြတော့လူတော်ဖြစ်ဖို့လောက်တော့မလွယ်ဘူးပေါ့ဒါကြောင့်လောကမှာလူတော်ထက် လူကောင်းရှားတာဖြစ်ပါတယ် လူကြီးလူကောင်းကကြတော့ရှာတွေ့ဖို့တော်တော်လေးခက်ပါတယ်။လူတော်လူကောင်းတပေါင်းတည်းကမှ လူကြီးလူကောင်းတယောက်ထွက်ချင်မှထွက်ပါတယ်။အဲ့တလောက်ကိုရှာပါတာပါ။ဒါကြောင့်လေကဘာကြီးတစ်ခုလုံးမှာမတရားမှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေတပ်ဖြတ်မှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။ကဘာကြီးတစ်ခုလုံးငြိမ်းချမ်းသာရပြီးနေခြင်းစပွဲဖြစ်ဖို့အတွက်စာသင်ကျောင်းတွေမှာလူကြီးလူကောင်းစိတ်ဓာတ်အကြောင်းသင်ကြားပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းကခေါင်းထဲမှာဆွဲနေအောင်လှုပ်ထားပေးမှသာ လူကြီးလူကောင်းကလေးတွေပေါ်ထွက်လာမှာဖြစ်ပါတယ်။မြမယာဇဝင်တွေကကဗယာဇဝင်တွေက နိုင်နိုင်ဖိထောင်းတာမကောင်းဘူး၊ယာတိုင်းယူတာမကောင်းဘူးဆိုတဲ့စိတ်သက်မျိုးတွေပြီးတဲ့အကြောင်းအရာတွေကို ထုံနှုတ်တင် जा ပေးတင်ပါတယ်။2010 July 23စာစုလေးကတော့ပြီးပါပြီ။ခန်းစားနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။